အိမ်မက်ထဲမှာဖရာတဲ့ဒီမျက်စင်းရောင်မျက်စင်းဆိုတာဟိုခတ်ညိုညိုအညိုရောင်အစင်းပေါ့မျက်စင်းတောင်ရဲ့မျက်စင်းရောင်နွားနဲ့ကြီး၄កောင်နွားနဲ့ကြီး၄កောင်ဟာတွန်တန်နေပြီးပြီးတော့တပည့်တော်ရဲ့နန်းရင်ပြင်ဘက်ကို အရလေးမျက်နှာကနွားလက်ကြီးလေးကောင်ဝင်းလာတယ်တဲ့။နွားကြီးတွေကတုံပြီးတော့အနဲ့ရောင်နွားကြီးလေးကောင်နွားလာဥဒပလို့ခေါ်တယ်။နွားကြီးလေးကောင်တုံတန်ပြီးပြီးတော့အရလေးမျက်နှာကနေပြီးတော့ဝင်းလာကြတယ်။ဝင်းလာပြီးတော့တကောင်နဲ့တကောင်စောင်ကြတယ်ခွေတော်မဲ့ပုံစံ။အရလေးမျက်နှာတောင်းအောင်လာတဲ့ကောင်နဲ့မြောက်ကလာတဲ့ကောင်အရှိကလာတဲ့ကောင်နဲ့နောက်ကလာတဲ့ကောင်ခွေကြတော်မဲ့လို့ ဟန်ရေးပြပြီးတော့နိုင်ရင်ပြင်ကိုရောက်လာဟန်ရေးပြပြီးတော့ခွေမလို့လုတ်ပြီးတဲ့အခါကျတော့နွားတွေကနွားကြီးလေးကောင်ဟာမခွေပဲနဲ့တကောင်းတကောင်းရှောင်ထွက်ဒီတွန်တန်နေပေးပြီးတော့လာရအရက်ကိုပြန်ထွက်ပြေးတာကိုသူမြင်လိုက်ရတယ်ကဲထူးထူးခြားခြားသူကလည်းကြောက်ခဲ့တဲ့တည်းတော်တော်မက်တဲ့လူရှိနော်အဲ့ဒါလို့နွားလေးကောင်ဟာခွေမလို့ ခွေကြတော့မလို့ဆိုပြီးတော့တွန်တန်နေပြီးလာပြီးအနီးနားကြမှာရှောင်သွားကြတာကိုမြင်လိုက်တော့ဘာများပါလေဒီအိမ်မက်ကပထမဒီအိမ်မက်ကိုတပီးတော့မက်ပါတယ်လို့ဆိုမြတ်စွာဘုရားကသူပြောပြတာနားထောင်ပြီးတော့ရှင်မင်းကြီးတဲ့ဒီအိမ်မက်ကသင်မင်းကြီးအတွက်ဘာမှအကျိုးသက်ရောက်မှုမဖြစ်ပါဘူးတဲ့ဒါဟာ နောင်အနာဂတ်မှာဖြစ်ပေါ်လာမယ့်အခြေအနေတစ်ခုကိုဖော်ပြတဲ့အိမေတာဖြစ်တယ်။နောင်အချိန်ကြာလို့ရှိရင်လူလောကကြီးဟာဆုပ်ယုပ်ပြက်ပြားလာလို့ဆုပ်ယုပ်ပြက်ပြားလာတဲ့အခါမှာမိုးခေါင်ရေရှားတော်ရီပြုံးလာတဲ့ပြဿနာတွေပေါ်လာနိုင်တယ်။အဲဒီမှာမေဃပါဒလို့ဆိုရဲမိုးရဲ့အခြေအမြစ်တွေအကုန်လုံးပြည့်စည်ကုန်။ခြေမြစ်တွေပြည့်စည်ကုန်တယ် မိုးရွာတယ်ဆိုတာတောတွေတောင်တွေကနေပြီးတော့ထွက်လာတဲ့အပူငွေးတွေပင်လယ်ထဲကတက်လာတဲ့အပူငွေးတွေရေငွေးတွေအဲ့ဒါတွေကကောင်းရင်ရန်တက်ပြီးတော့အပေါ်ကနေပြီးအေးနဲ့တွေ့တဲ့အခါမှာပြန်ရွာချလေရှိတာကိုအဲ့ဒါလိုရေဓာတ်တွေဟာမြေကြီးကနေတက်သွားပြီးတော့မှအပေါ်ကနေပြန်ရေချအေးနောက်ပိုင်းရောက်လာတဲ့အခါမှာလူတွေဟာလောဘတွေကြီးဒေါသတွေကြီး ဆွရလာတဲ့အချိန်ခါမှာဆိုရင်တောတွေတောင်တွေပြုံးလို့ဒီမိုးခေါင်တဲ့အနေအထားမျိုးတွေဖြစ်လာနိုင်တယ်တဲ့မိုးရွာဖို့အခြေအမြစ်တွေအကုန်လုံးပျက်စီးကုန်တတ်တယ်မြစ်တွေချောင်းတွေတောတွေတောင်တွေအဲ့ဒီကရေကိုရေငွေ့တွေမရှိတော့ခြောက်တွေ့လာပြီးတော့မိုး